တပည့်ဖြစ်သူဂျိုးဖြူနင်းနာရတဲ့အပေါ်တောင်းပန်လာခဲ့တဲ့ AS ကိုကျေးဇူးတင်နေတဲ့ဆိုလင်ဦးပြိုင်သမားလုံးပဲမိန်လာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်တမ်နီဆိုလင်ဦးကတော့မကြခင်ရပိုင်းတော့ကကမ်ဘောဒီးယားမှာကျင်းပခဲ့တဲ့တပည့်ဖြစ်သူဂျိုးဖြူနင်းနာခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး င်အက်စပတ်ကတောင်းပန်လာခဲ့တဲ့အပေါ်ဒေါ်လာကြီးကြီးနဲ့ခွဲလို့ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်းပြီးခဲ့တဲ့မေလ17ရက်နေ့မှာဆိုလင်းဝဲတပည့်ကျော်ဂျိုးပြူဟာ ANS ကချိန်ဆမှုနဲ့အတူကမ္ဘောဒီးယားနိုင်ငံမှာခုခံမှပွဲသွားထုတ်ခဲ့ရပါတယ်။ဒီဘက်မှာဂျိုးပြူဟာပြန်မဲ့ဖိုက်တာရဲ့နောက်ကနေအချိန်အတော်ကြာလေပင်အချုပ်ခံခဲ့ရပြီးနင်းနေတာနောက်ကျရင်အသက်တောင်ဆုံးရှုံးသွားနိုင်တာမျိုးဖြစ်ပါတယ်။ပြည်သက်တွေကိုယ်တိုင်ကခုခံမှမှာဒါမျိုးချုပ်ကွက်တုံးလို့ရလားဂျိုးပြူကမသိတာလားမသိဘဲသွားပြန်တာလားအစားရှိသဖြင့်အမျိုးမျိုးဝေဖန်တာနေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီခေါက်ပွဲအတွက်ဂျိုးပြူကိုချိန်ဆပေးခဲ့တဲ့သူက ANS အဖွဲ့ကြီးဖြစ်ပါတယ်။ဒီဖြစ်ရပြီးမှ ANS အနေနဲ့အတော်လေးကိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်း ANS ဘက်ကမီဒီယာတွေကနေတဆင့်ဂျိုးပြူပွဲကကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းလွှင့်လာခဲ့ပြီဖြစ်ပါတယ်။ AS ဘက်ကနေ ဂျေလူဟာဒီပွဲမှာအတော်လေးနေနာခဲ့ရတာဖြစ်လို့သူ့အတွက်ရာသင်းရထိုက်တဲ့နေနာခြေတွေကိုညှိနှိုင်းတိုင်ပင်နေတဲ့အကြောင်းပွဲအတွင်းဖြစ်ပျက်လာတဲ့ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်လို့ INS ဘက်ကနေပြီးတော့အပြေးအဝါတာဝန်ယူသွေးသွားမှာဖြစ်တဲ့အကြောင်း match fight မှာဒီလိုချုပ်ကွက်တွေပါလာတယ်ဆိုတာကိုမမာကြားပေးလိုက်တာက INS ကအားနည်းချက်တွေဖြစ်ကြောင်းဒီပွဲမှာဒန်လူကြီးဘက်ကလည်းအားနည်းခဲ့ပြီး INS ဘက်ကလည်းအားနည်းခဲ့တာဖြစ်လို့ကာကယ်ရှင်ဂျိုးပြူကိုတောင်းပန်ပါကြောင်းဒီလိုအားနည်းချက်တွေကြောင့်မြမရွာလုံးရဲ့ဖွဲ့ချုပ်ကချမှတ်လာမဲ့ပြစ်ဒဏ်တွေကိုလည်း INS ကခံယူသွားဖို့အစဉ်သိရှိတဲ့အကြောင်းဖေးရှင်းလာခဲ့တာဖြစ်ပါတယ်ဒီပေါ်မှာဆွေးနွေးဦးကလည်းဒန်လူကြီးရဲ့အမားအတီကြောင့်နင်နာခရရဲ့ဒုံယုံရကလက်ကစားမှာဂျိုးပြူ တွက် AS ဘက်ကတာဝန်ရှိသူများမှကျွန်တော်တို့ကိုတရားဝင်တောင်းပန်ပြီးဖြစ်ပါခြင်းကျေးဇူးတင်ပါတယ်။ဒေဟုနဘန်အားလုံးအဆင်ပြေသည်ဖြစ်ပါကြောင်းလေးစွာစွာဖြင့်ဆိုပြီးသဘောထားချီးကျောင်းပြသခဲ့ပါတယ်။ဂျိုးပြရဲ့အဖြစ်ပြောင်းဒီဇိုင်းမာဖိုင်တာတွေအတွက်တော့တင်ကဲစာယူရမယ့်ကိစ္စပါပဲ။တခြားဖိုင်တာတွေလည်းပြပကိုထွက်ထိုးရမယ်ဆိုရင်ကိုသွားရမယ့် promotion ရဲ့စီမင်းစည်းကမ်းတွေအကြောင်းကိုတေချာလေ့လာရတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။